ဘာလေးတွေပြီးလာမလဲဆိုရင်ဘာလေးတွေပြီးရဖီကိုစေဝေရှုပြီးရဖီကိုအချိုးချောက်ဖို့ဘာလဲဆိုရင်ပြီးရကြာမနေ့ရက်တခါပြောပြီးသွားပြီအခုတစ်ခေါက်တော့ပြန်ပြောနော်ဖီကိုအချိုးချောက်ဖို့က sin တီယာလို့ပဲဆရာကြီးလိုက် sin တီတာ cos တီတာ tan တီတာ tan ဆိုတာဘာလို့ဒီပါနေစားရဲဆိုလို့ရှိရင် sin ကိုဒီကိုနဲ့စား ိုင်းကိုတီးပြီးတော့ခေါ်တယ်ဆိုင်းတီးတာ cos တီးတာပြီးလို့ရှိရင် cos တီးတာ cos ဆိုတာဘာရဲ့ပြောင်းမယ်လဲဆိုရင်တန်းရဲ့ပြောင်းတယ် cos ဆိုတာတန်းရဲ့ပြောင်းတယ်တန်းရဲ့ပြောင်းမယ်ဆိုတော့တန်းက sin θ ဘာလဲ cos θ ဆိုတော့ cos က cos cos θ ဘာလဲ sin θ အဲ့တော့ပြီးတော့နောက်ခုရည်လို့ရသေးတယ်1 by tan θ 1 by tan θ sign ကို dan ကို set set ဒီ set ကဘာလဲပြောင်းနေလဲဆိုလို့ရှိရင် cos ရဲ့ကြောင်း my cos နောက်က cos ကကိုစီကတော့ဘာပဲပြောမယ်လဲဆိုလို့ရှိရင် sin ရဲ့ sin ရဲ့ပြောမယ်ဆိုတော့ one by sin အဲ့တော့မမမရမှာကအမြင်လေးမှာကုန်ပါသူ sin cosine θ က1 sin θ ဖြစ်ပြီး cosine ကနောက်မှာရှိတဲ့ဒီဘလောက်အပြုံလိုက်ကြည့်ပဲဖြစ်ဖြစ်1 sin အဲ့အပြုံလိုက်ကြည့်ပဲသွားမှာဟဲ့နော်ဒါကြီးသိချင်သိရမယ်နော်အဲ့တော့ inverse ဆိုတာကသူတို့ပေါ်မှာ -1 တင်လိုက်တာကဘာလဲဆိုပြီး inverse ဟာ okay ဒီဟိုဆို trigonometry ကို nometric ကဘာဖြစ်လဲချိုး6ခုလို့ဆိုရတော့တိ เนาะอชูชอบกูปี้ပြီးတော့ရှင်နှားတို့ဗာတိရမယ်ဆိုလို့ရှင် restricted ဘုံမေးဆရာကိုလည်းတော့တော့ပြလိုက်ကြပါသေးတယ်ဘုံမေးနေဒါတွေဗာဖြစ်တယ်ဆိုရင်သိရဒါတွေသိမှအဖြေရမှားလာမှာလားချိန်ကိုက်လို့ရတယ်မှားလားအမှားကြီးနေမဖြစ်ပါဟုတ်လားအဲ့တော့ restricted domain ပြရမယ်အဲ့ကောင်လေးဆရာလည်းတစ်ခါတော့ပြန်ပြောတာစိုင်းမှာဆိုလို့ရှိရင် ဘာနဲ့ပိုင်ပိုင်လူပိုင်ပိုင်လူပိုင်ပိုင်လူကြားထဲမှာအိတ်ရှိတယ်ဟုတ်ပြီလက်တန်းအောင်ပြီးတွေ့နောက်က coil ဆိုလို့ရှိရင်0နဲ့0နဲ့ပိုင်ကြားမှာရှိတယ် equal လက်တန်းအောင် equal ဟုတ်ကတန်းကဘာနဲ့ပိုင်ပိုင်လူလဲပိုင်ပိုင်လူပိုင်ပိုင်လူကြားထဲမှာရှိတယ် equal မှာပါဘာဖြစ်လို့ဆိုတော့မိုင်းနဲ့ပိုင်ပိုင်လူနဲ့ပိုင်ပိုင်လူကအဆက်ထုတ်တိုင်းဖြစ်ဖြစ်နောက်တစ်ခု cos h coin က0နဲ့ပိုင်ကြားမှာရှိတယ် equal မပါဘူး။ဘာဖြစ်လို့လဲဆိုတော့0နဲ့ပိုင်ကအစထုတ်နေတယ်။နောက်တစ်ခုက set h 0နဲ့ပိုင်ကြားမှာရှိတယ် equal ပါလိမ့်ရ။ဘာဖြစ်လို့ဆိုတော့သူ့ရဲ့အစထုတ်မြင်းကပိုင်ပိုင်2ဖြစ်နေတဲ့အတွက်ကြောင့်မို့ပိုင်ပိုင်2နဲ့တော့ h ကပိုရအောင်။နောက်တစ်ခု cosecant h minus ပိုင်ပိုင်2နဲ့ပိုင်ပိုင်2ကြောင်းမှာရှိတယ် equal ပါလို့ရတယ်။ဒါပေမဲ့လို့ အဲ့ဒီကဇီရိုနဲ့မညီတာဘာဖြစ်လို့လဲဆိုတော့ဇီရိုကအစမ်းထုတ်တိုင်းဒါလေးတည်နော်ဟုတ်တယ်ဒါပေမဲ့ဒီကပြောင်းနေတယ်ဒါကဆရာဘာတွေတီးဖို့လိုအပ်တည်လဲဆိုလို့ရှိရင်ဒီမှာနော်ဒါလေးတည်ရမယ်ဒီမှာဘာရှိပြန်ဆိုရင်မိုင်းနဲ့တည်တာရှိနော်ဒါဘောကွာရမှာဆိုလို့ရှိရင်ဘာ negative ရှိမှာဆိုလို့ရှိရင်ဒီမှာက cone ူရဲ့ reciprocal ဖြစ်တဲ့ဆက်ဆက်ကအပေါင်းဖြစ်လို့ကျန်တဲ့ကောင်ကြီးကဘာဖြစ်လဲဆိုတော့နှုတ်အဲ့တော့ဆရာဆိုင်းရနေစပြောတော့6ခုစလုံးပြောလိုက်ဆိုင်း minus တီတာဆိုလို့ရှိရင် minus sin တီတာ cos minus တီတာဆိုရင် cos တီတာဟုတ်ပြီနော် tan minus တီတာဆိုလို့ရှိရင် minus tan တီတာပြီးလို့ရှိရင် cos minus တီတာဆိုလို့ရှိရင် minus cos တီတာ set minus theta ဆိုရင် set set theta ဘာဖြစ်လို့ဆိုဒီကောင်အပေါင်းဖြစ် cos sec minus theta ဆိုလို့ရှိရင် minus cos sec theta ဒါလေး theta ပုံစံတွေ့တဲ့အခါမှာလိုအပ်တဲ့နေရာမှာထည့်သွားတမ်းရမယ်တခုဘာလို့ theta အောင်လဲဆိုသူကဆရာတို့ဟိုးငငယ်ကကြီးခဲ့တဲ့ဥစ္စာတွေဆရာဒီမှာတော့ OA OA H H H E U U နော်ဒါတော်လေးနဲ့မကြောက်ကြအောင်လိုအပ်တဲ့ဟာလေးပဲဆရာထပ်ပြီးတော့ပြောပါနော် ဲ့တော့ဒီမှာဘာတွေသိရလဲဆိုရင်1 1 2 2 1 2 2 3 2 3 special angle ရဲ့ down တွေဆိုတော့ဘာလို့ရလဲဆိုရင်သိရပါနော် special angle ရဲ့ down တွေကိုဆရာတို့အလွတ်ပါပြတယ်ဆိုလို့ရှိရင်သိရအဲ့တော့ဆရာဒီမှာရေးပြမယ်နော်ဒီဒီ3လောက်ဒီကျန်တာတွေပုံပြမယ်အဲ့တော့ sin cos tan တဲ့တစ်ခါလဲ အလွတ်ကျက်လိုက်ပြီနော်အဲ့ဒါမှပုံစံတွက်တဲ့အခါမှာလွယ်ကူသွားမှာဟုတ်လားသူတို့ရဲ့ဒီဒီလာပေါ့ဒီမှာ sin 30 sin 45 sin 60 sin 90အဲ့တော့ sin 30ကဘလောက် sin 45ကဘလောက် sin 60ကဘလောက်ဒီက မှာဘယ်လောက်ရှိတယ်45မှာဘယ်လောက်ရှိတယ်ဒါတွေသိရဟာအဲ့တော့ဒီမှာကဆရာတို့ radian နဲ့သုံးမယ်ဆိုတော့13 45 60ဇာတ်ရောင်ပိုင်နဲ့ပြောင်းပြီးတော့သုံးလိုက်ပိုင်ဆိုတာကတော့ why demand ကြီးရနော်သိရရှိအဲ့တော့13ဆိုတာကဘာနဲ့တူတူပဲဆိုရင်ပိုင်ပါ6နဲ့တူ45ဆိုတာကပိုင်ပါ6နဲ့တူပိုင်ပါ6နဲ့တူရရှိတယ်ဒီနော်ဟာနော်ပိုင်ပါ4နဲ့45ရဟုတ်ပြီနော် 60ကပိုင်း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 3နဲ့အဲ့တော့ဒီကောင်လေးကိုဆရာ HHOA OA OA HA 111 112 123ပုံနေတဲ့ဆရာလုံးမကြတော့ဒီမှာဖတ်လိုက်ပြီเนาะဒါလေးတော့ကတော့တိချာခဲ့ရဟုတ်လားအဲ့တော့ sin the sin ပိုင်းပိုင်းစစ်ကဘာလဲဆိုရင်1/3 sin 45က2/3 ဲ့ကိုနီကိုရလေးနဲ့ဆရာရင်းနေတော့မှလိုက်ပြုံးထားတယ်ငါဘလူလေးမှတ်လိုက်ရင်ရဘလူကူလုံးရသွားမယ်နော် sin pi by 6က1 by 2 sin pi by 4က root 2 by 2 sin pi by 3က root 3 by 2ဟုတ်ပြီကောဆိုရင်ရရင်ဒီပြန်လာအဲ့လိုလေးမှတ်လာကော pi by 6က root 3 by 2 45က root 2 by 2ပဲ စစ်စီးကြတော့1 by 2 1 by 2ပြတ်ပြတ်တော့ကြောက်နော်တန်းဟာတန်းကကြတော့ဆက်လို့ပါလဲ1 by root 3နောက်က1နောက်က root 3လာတန်းကကြတော့1 by root 3 1နောက်က root 3လာအဲ့တော့ဆရာတို့ကပိုင်းချီမှာ root မထားဘူး root ပြအောင်လုပ်လိုက်မယ် အဲ့တော့ဒီကောင်ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်အောက်ကလူ3နဲ့လူ3နဲ့ထွက်လိုက်တော့3ဖြစ်သွားပြီးတော့အပေါ်ကကြတော့3 3 8အဲ့တော့လူ3ပါ3 1လူ3လာလို့ရပိုင်းပိုင်း6ပိုင်းပိုင်း4ပိုင်းပိုင်း3အဲ့မှာကော့က1ပိုင်း2လူ2ပိုင်း2လူ3ပိုင်း2ဟုတ်ပါဦးဆိုင်နော် sorry အဲ့မှာဆိုင်က 1 by 2 root 2 by 2 root 3 by 2ကိုက root 3 by 2 root 2 by 2 1 by 2တန်းကကြတော့ root 3 by 3 1 root 3မှတ်လို့ရတာလေသိကြပြီလားအဲ့ဒါဆိုရင်ဒါလေးကိုမလို့ရမှာဆရာတို့တွေ့ရတဲ့ခါမှာပို့ပြီးတော့ကောင်းတာဒါလေးအလုပ်လုပ်လိုက်နော်ဆိုင်ပိုင်ပိုင်စိုင်ပိုင်ပိုင်ဖို့ bài tú sai bài bài tú 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 bài tú 2 bài bài 6 2 tú bài tú có 4 bài phó tú tú bài tú có bài bài tú quán bài tú đã bài bài sĩ tú tú bài tú đã 3 2 phó quán đã bài bài rộng rú trí bài đúng rú trí bài đó thì con biết rồi cái lớn như vậy đó rú trí bài cái gì con rú trí rú trí ok rú trí đó qua qua đi nha qua mày qua bài đi nha qua mày qua bài đi nha rú trí bài đi nha ူကြီးပါသူဒီနေရာဒူတူပိုင်သူဒူတူပါသူဒီနေရာဒူတူပိုင်သူဒူတူပါသူဒူဒါလေးပါဒါလေးဒါလေးပါတစ်ခါကြီးလိုက်တော့ဒူတူကြီးပါသူသာ3ရပြီဒီကောင်ရပြ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 ီပြီးကြနော်နောက်တစ်ခုဆရာတို့ဘာလေးသိရအောင်လဲသူကြီးဒီပါဥစ္စာတွေ့တဲ့အခါမှာ သူနဲ့ဆိုင်တဲ့ formula လေးတွေတော့ဆရာပြောပြန်ပြောပြပါမယ်ဟာအခုနောက်တစ်ခါဗာတီးရအောင်လဲဆိုလို့ရှိရင် sin နဲ့ sin ဘက် x က sin sin ဘက် x ကဘာနဲ့တူတူပဲလဲဆိုရင် h နဲ့တူ sin sin ဘက် x က h နဲ့တူနော် sin sin ဘက် x က h နဲ့ဒါဆိုလို့ရှိရင် cos cos ဘက် x က h နဲ့တူ h နဲ့တူတူပဲ tan tan ဘက် x က h နဲ့တူ h နဲ့တူတူပဲကြောက်နော် နောက်တစ်ခုဘာလေးသိရအောင်လဲဆိုလို့ရင်ဒီမှာဆရာတို့သုံးမဲ့ကောင်းလေးသိရကော19 minus ဒီရာကဘာနဲ့တူလဲ sin ဒီရာနဲ့ဟုတ်နော်ကော19 minus ဒီရာက sin ဒီရာနဲ့တူတယ်ဒါလေးမှတ်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ကော19 minus ဒီရာက sin ဒီရာနဲ့တူရဲ့ဆိုလို့ရှိရင် sin နာဒီမိုင်းနဲ့တူတာကဘာနဲ့တူ cos t cos t ရတယ်တော်ပြီဒီလောက်ပဲမှတ်ထားအောင်เนาะဒီလောက်ပဲကလေးပဲမှတ်ထားအောင်နောက်တစ်ခုမိုင်းနဲ့တန်းတီတာဆိုတာကဘာနဲ့တူတူလဲဆိုရင်တန်းတီတာတန်းပိုင်းဟုတ်တယ်တန်းတီတာတန်းမိုင်းနဲ့တီတာလဲဆိုတာလေဟုတ်တယ်ဒါကတစ်ခုနောက်တစ်ခုမိုင်းနဲ့တန်းတီတာကတန်းပိုင်းမိုင်းနဲ့ ဖီလာနဲ့တူတယ်ဒါလေးမှတ်တာဒါလေးတွေကလုံးတက်မယ်ဆိုလို့ရှိရင်ဆရာတို့7.4ကိုတွေ့တဲ့အခါမှာရန်လို့တော့အဲ့တော့မှားမှာက formula လေးမှားမှာ sin sin a ဘက် a ကဘာဖြစ်လဲဆိုရင် h sin 90 minus တူတာက cos တူတာနဲ့တူတယ် cos 90 minus တူတာက sin တူတာနဲ့တူတယ် minus tan တူတာက tan pi minus တူတာနဲ့တူတယ်တတိယအဖြစ် cos pi pi 2 minus တူတယ် ယောဂဆရာတို့ radially ပဲသုံးမယ်ဆိုပိုင်ပိုင်လူဆိုတာ90ဆိုတာလည်းပိုင်ပိုင်လူကောင်းတဲ့ပြည်ကိုပို့ပြီးနော်။ဒါကဲရမယ်ဆိုရင်ဆရာတို့ Isabel A view ကိုပါလိုက်ရအောင်နော်။ Isabel A က evaluate နံပါတ်ရ sin impact 1/2နော်။ဒီကောင်းလေးကိုမလုပ်ပြရမယ်ဆိုရင်တွက်ပြရ။ဒီတပုတ်ကိုဆရာကကူလေတာနဲ့တွက်မယ်။သူနဲ့စစ်တူရဲ့နံပါတ်2ပုတ်စာကိုကြာတော့ဆရာ တပည့်နေနေအတွက်နော်နှစ်ခုစလုံးသိအောင်အဲ့တော့နံပါတ်1ကပါလဲဆိုရင်နံပါတ်1 sign in back 1 by 2ကိုရှာခိုင်းတာ sign in back 1 by 2ကိုရှာခိုင်းနေရဲဆိုတာကကျွန်တော်ကယ်ကူလေတာကြည့်လိုက်လို့ရှိရင်အဖြစ်တန်းတန်းထွက်တာနော်အဲ့တော့ကျွန်တော်ကယ်ကူလေတာလက်ကြည့်လိုက်8ကိုနှိပ်မယ် sign ကိုနှိပ်မယ်ပန်းကေးကိုနှိပ်မယ်1အောက်စင်မယ်2အဲလိုနှိပ် sin ပါစစ်ကျက်ကျဲဒီမှာကြည့်အောင် sin a ဘက်1 by 2ကဘာရလဲ π/6 π/6 ဆက်ကြားထဲမှာအဖြူတန်းပြီးပဲတကယ်ကုတ်ထက်နေတော့ sin a ဘက်1 by 2က π/6 sin အညီမှာဒီတစ်ဖက်ကိုရောက်ပါရင်မဖြစ်တော့ sin sin a ဘက်ကဒီဘက်ရင်တစ်ဖက်ကိုရောက်ပါရင် sin အဲ့တော့ sin π/6 ကဘာနဲ့တူလဲဆိုရင်1 by 2နဲ့အဲ့တော့ sin π/6 ကဘာနဲ့ ဘူမိန်လေးကိုရေးတယ်။ဆိုင်းလို့ဘယ်နဲ့ဘယ်နဲ့ကြောင်းမှာရှိတယ်။မိုင်းနဲ့ပိုင်ပိုင်ကြီးပဲ။ပိုင်ပိုင်ကြီးနဲ့ကြောင်းလက်တောင်ကြီးတွေလက်တောင်ကြီးတွေပိုင်ပိုင်စစ်ဒီကူစီအရိုးရတာလေအဖြေလေးကပိုင်ပိုင်စစ်ဆိုတာဒီနှစ်ခုကြားထဲမှာရှိတာဖေးကြလားဖြစ်တယ်။ဖေးကြရနော်။အဲ့ဒါဆိုရင်ပိုင်ပိုင်စစ်ဆိုတာဘာဖြစ်လဲ။6330တော့ပါဖြစ်တယ်90နဲ့90ကြားမှာ30ရှိတယ်ပါဖြစ်တယ် khi này cá 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 mù xà lú này thì à sáng thì tiền bu lại quá bu lại vào những đoạn đường sáng như vậy cũng là xà này là hoàn mai đúng cái đó có im về mãi nữa có có một cái gì đấy. ဝိုင်းပြုတ်တယ်ဝါရေလုံးဥပုလေးတူပိုင်ပါတူပိုင်ပါအဲ့တော့ကိုယ်အမေမိုင်းနဲ့ဝါပိုင်တူကဘာရလဲဆိုရင်တူပိုင်ပါ3เนาะတူပိုင်ပါ3ဆိုတော့ကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီကောက်ကိုကြောင်းလိုက်တယ်ဆိုလို့ရှိရင်ဒီကောက်ကိုပိုးလိုက်လို့ရှိရင်ကော 2 pi by 3 squared minus 1 by 2အဲ့တော့အဲအဲ့ကောဆိုလို့ဒီဘယ်နဲ့ဘယ်ကြောင်းလဲ0နဲ့ pi ကြောင်းလဲ0လက်တန်ကို equal 2 pi by 2 pi by 3လက်တန်ကို equal pi ကတူပါမယ်3ဆိုတော့တရား360 360ကို3နဲ့စားမယ်ဆိုလို့ရှိရင်ဇာတ်လို့ပါပြန်တယ်တရား360 ဆိုတာက0နဲ့180ကြားထဲမှာရှိမှန်သွားတယ်ဟုတ်လားအဲ့တော့ဆယ်လို့ဘာဖြစ်သွားအောင်လဲဆိုလို့ရှိရင် cos inverse minus pi/2 ကွာ cos inverse minus pi/2 what sorry 1 minus pi/2 equal to 2 pi/3 နားလေလားနားလေနံပါတ်စီက tan inverse minus root 3ဟုတ်ကဲ့ရှင်းတာမိုင်းနဲ့ minus pi ပါ3เนาะ minus pi 3အဲ့တော့ဒီဘက်ကိုပို့လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲ tan minus pi pi 3 equal to minus root 3အဲ့တော့ tan ဆိုတာဆရာတို့ဘယ်နဲ့ဘယ်ကြားမှာရှိမလဲ minus pi pi 2နဲ့ sorry မညူးเนาะ minus pi pi 3 less than pi pi 3 ဒါသူဆရာတို့ဒါမှဖြစ်သွားတယ်ဒါလေးကိုဟုတ်လားမဟုတ်လားကြည့်အောင်ကွာပိုင်မှန်3ဆိုတော့ဆရာတို့ဘယ်လောက်လဲ60 60 60 60ဆို9မိုင်းလက်90နဲ့90ကြာ90ကြာပါအဲ့တော့တန် Even or minor 3 are equal to minor 5 by 3. ဟုတ်ပြီနံပါတ် D လေးတွက်လိုက်မယ်။နံပါတ် D လေးက sin inverse sin 5 by 6. ဟုတ်ပြီဆရာတို့လက်သက်ခွေးလေးရောက်အောင်ပြင်ရှင်းလိုက် sin 5 by by 6ကိုဆရာကောက်လိုက်တာကြည့်လိုက် you you sin ပါလေ5 by by 6 5ရှစ်ကိုနှိမ့်မယ် ehp ကိုနှိမ့်မယ်5 by by အောက်ကိုဆင်းတယ်6ကိုနှိမ့်လိုက်တဲ့အခါမှာဘာရလဲဆိုတော့1 by 2ကြာအဲ့တော့ဆရာတို့ဒီမှာ sin 5 by by 6ကဘာလဲရဘာရမလဲဆိုတော့1 by 2ကြာအဲ့တော့ ဒီမှာဆရာတို့အစားသွင်းလိုက်မယ်ကွာ sin inverse sin 5 by 5စကဘာရမလဲ1 by 2 1 by 2ရအဲ့တော့မ sin inverse 1 by 2ကဘာလဲဆရာတို့ရှာပြီးသားရှိတယ် sin inverse 1 by 2က pi by 6ကရှာပြီးသားရှိတယ် pi by ရအဲ့ဆိုရင် example hp သွားရင်သူလက်စီပြီးရနံပါတ်7.4ကနံပါတ်2လေးကိုကြာ ကယ်ကူလေတာမသုံးတော့ပဲနဲ့တပြည့်နည်းနဲ့တော့เนาะ site 7.4 question number 2က evaluate နံပါတ်အရာ sin a ပဲ root 3 by 2ဒါဆရာတို့စောစောတက်တဲ့ example 8နဲ့ပါပဲဆိုရင်ဒီပုံစံလေးပဲဟုတ်လားအဲ့တော့ဒီမှာဆရာတို့ကယ်ကူလေတာမသုံးတော့ဘာလေးသုံးမလဲသူလို့ရှိရင်ဆရာတို့ pi by 6 pi by 4 pi by 3ဒီကောင်းနဲ့သုံးမယ် cái là gì theo nó không biết gì sai sai nó sai bài bài sẽ cho quá bài đủ quá bài đủ sai bài bài phó đủ đủ bài đủ đủ sai bài bài three đủ three bài đủ không biết có bài bài sẽ đủ <coughs> three bài đủ có bài bài phó đủ bài đủ có bài, bài bài three quá bài quá bài đủ không biết đang làm đấy đang bài bài, bài, bài sẽ root 3 by 3 tan pi by 4 1 1 tan pi by 3 root 3 root 3จ้ะเกราซุจาซุตัวลูกยานัมเบอร์เอตัวละนัมเบอร์เอก็ sin inverse root 3 by 2เกรอ sin root 3 by 2ဆိုတော့ဘယ်လောက်တည် side root 3 by 2 by 3 by 3ဟုတ်တယ်အဲ့တော့ side by by 3 by 3ဒါ equal to root 3 by 2 root 3 by 2တော့ဒါလေးရေးပြီးမယ်အဲ့ဒီ by by 3ကဘယ်နဲ့ဘယ်အကြောင်းမှရှိမယ်ဆိုရင် minus sin ဆိုတော့ minus by 2 by 2နဲ့ by by 2ကြားထဲမှာရှိမယ်လက်ထဲမှာရှိမယ်ဆိုတော့ by by 2ကလည်း by by 2နဲ့ by by 2ကြားထဲမှာရှိမယ်လက်ထဲမှာရှိမယ်ဆိုတော့ by by 2နဲ့ by by 2ဟုတ်တယ်နော်မှန်မှန်ပြီးသားပါ Đây là sai bé. Sai em bé. Root 3 by 2 equal to 5 by 3. 5 by 3. Thế là tìm. Có. Em bé. Root 2 by. Cái root 2 by 2 dù là có bao nhiêu gì mà chứ? 5 by 4. 5 by 4. Không thể có 5 by 4. Có. Có 5 by 4. 4 equal to 2 by 2 and 2 သူကကော့ဆိုဘယ်လက်ပဲကြားမှာရှိတယ်ဆိုရင်0နဲ့ပိုင်ကြားမှာရှိတယ်လက်တော် equal လက်တော် equal လဲကောင်းကပိုင်မှာ4 sorry မနဲ့ပိုင်မှာ4ပိုင်ပိုင်4ဒါပဲနော်အဲ့တော့ဒါတို့ကြည့်လိုက်မယ် cos impact root 2 by 2 equal to ပိုင်မှာ4အခုနံပါတ်4 tan impact ရူ3 3အဲ့တော့ရူ3 3ဆိုတော့တန်းဘလောက်ဒီဒီနဲ့နေပိုင်းပိုင်း6ဟုတ်တယ်တန်းပိုင်းပိုင်း6 equal to 3 by 3 3 by 3အဲတန်းတော့ဘယ်နဲ့ဘယ်နဲ့ကြားမှာရှိမယ်ဆိုရင်မိုင်းနဲ့ပိုင်းပိုင်းဒီနဲ့ပိုင်းပိုင်းဒီကြားမှာရှိမယ်ပိုင်းနဲ့ပိုင်းပိုင်းပြီးတဲ့ပိုင်းပိုင်းဒီကြားထဲမှာရှိရဲ့လက်တန်လက်တန်သူကြတော့ equal မပါတော့ဘူးအစတုတ်တိုင်းရဲ့ ကြားမှာ5 by 6ဟုတ်ပြီနော်အဲ့တော့မှဆရာတို့အဖြေလေးရေးလိုက်မယ် tan in back root 3 by 3ပါဖြစ်မယ်5 by 6 5 by 6ဒါအဲ့လိုတူနဲ့ဆရာတို့ exercise exercise အိတ်ကနံပါတ်ဒီလေးလို့ပုံစံမျိုးပဲတစ်ခုတည်းဖြစ်တယ်နံပါတ်3လေးကိုဆက်သွားလိုက်နော်